မင်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတနင်္လာနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထက်တန်းလီပွဲစဉ်၃ပွဲရှိတယ်ပေါ့နော်။အဲ့အဲ့၃ပွဲကိုဒီနေ့ဗီဒီယိုမှာချိုးပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့ဒီပထမဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာ၅မှာကစားမဲ့အီတလီစီးရီးပွဲစဉ်လေးပွဲဖြစ်တဲ့ဂျီနိုဝါနဲ့အေစီမီလန်ပေါ့နော်။အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်အေစီမီလန်က တကူတွင်55ပဲရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်တုံးကူတွင်65ပဲရမယ်ပေါ့နော်အဲ့တော့ဒီ AC Milan ရဲ့ဒီရာဒီ series အဝေးဝင်အဝေးဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တပွဲပြင်းများသူတို့ရဲ့တိုက်စစ်ကတုံးကူလောက်ဒီတွင်တက်တာကိုတွေ့ရတယ်ပြောမယ်ဆိုလို့ရှိရင်ဒါကတော်တော်လေးကို high တဲ့ပမာဏတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ AC က Genoa နဲ့ထိတဲ့လေးစုံဝင်တယ်ပြန်ဝဲစုံအဝေးကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ ၅ဝက်တီတီနိုင်တယ်ပြီးတော့လက်ရှိမှာဆိုလို့ရှင်လဲ series ဝေကွင်းနောက်ဆုံး၄ဝက်မှာဆိုလို့ရှင်သူတို့၃ဝက်တီတီနိုင်တယ်ဗောနော်ပြီးတော့ဂျီနိုဝါကျတော့သူတို့ကစားခဲ့တဲ့ series တွေနောက်ဆုံး၃ဝက်မှာဆိုလို့ရှင်၃ဝက်လုံးသူတို့ရဲ့တိုက်စစ်ကကိုမရခဲ့ဘူးပြီးတော့လက်ရှိမှာဆိုလို့ရှင်လဲနောက်ဆုံး၂ပွဲစရိုက်ဂျီနိုဝါရှုံးတယ်ဗောနော်ပြီးတော့သူတို့ရဲ့ ဒါ series ရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်းသူတို့အနိုင်ရခဲ့တာတပွဲပဲရှိခဲ့တာကိုတွေ့ရတယ်ပေါ့အဲ့တော့ဒီလက်ရှိမှာဆိုလို့ရှိရင် AC ကဒါ Copa Italia ဖလားရဲ့ပိုလူပွဲကိုသူရောက်ထားခဲ့ပြီဖြစ်တယ်ပြီးတော့လာမယ့်မေလ15ရက်နေ့မှာဆိုလို့ရှိရင်လည်းပိုလူပွဲစဉ်ဖြစ်သူပိုလွန်နာနဲ့ကစားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ series မှာဆိုလို့ရှိရင် Milan က Europa ဝင်ဝင်အတွက်ဆိုလို့ရှိရင်လည်းသူတို့မှာအခွင့်အရေးရှိနေသေးတာကြောင့်ဒီနေ့ပွဲစဉ်ကိုသာသူတို့အနိုင်ကစားနိုင်ခဲ့ပဲဆိုလို့ရှိရင်လာမယ့်ပွဲစဉ်တွေအတွက်ဆိုလို့ရှိရင် Milan ကဒါယုံကြည်မှုပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုအားကောင်းသွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတကူ ွင်းရင်55ပြရပဲရမယ်အခြေတစ်ခုမှာကျွန်တော်ဒီပွဲမှာမီလန်ကိုတဘောကြအမှန်တော့တို့အနေနဲ့ဂျီနိုအောဝေးကွင်းမှာတူးနေလောက်နဲ့အနိုင်ကစားတော့အနိုင်နေမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးပွဲစဉ်မှာ AC မီလန်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့ အဲ့တော့ဒါဒီနေ့ညရဲ့ဒါဒုတိယမြောက်ပွဲစဉ်ကဒီနေ့ညတနင်္ဂနွေဘက်မှာကစားမဲ့ Premier League တပွဲဖြစ်တဲ့ Crystal Palace နဲ့ Nottingham Forest ဘောနော်အဲ့ပွဲစဉ်ရဲ့အခြေအကိုကျွန်တော်ပြန်ကြည့်ရင် Crystal Palace ကတည်ရကြရင်ပြား60ရှုံးပဲပြီးတော့ goal ပေါင်းနေနေဆိုလို့ရှိရင်နှစ်ဂိုးသွင်း95ပြားရှုံးပဲဘောနော်အဲ့တော့ဒီရာဒီ Premier League ရဲ့အဝေးခွင့်ပွဲစဉ်တွေမှာဆိုလို့ရှိရင် Liverpool နဲ့ Arsenal အသင်းကလွဲပြီးတော့ Chelsea အသင်းနဲ့အားလုံးထက်ဆိုလို့ရှိရင် Nottingham Forest ကရမှတ်ပို့ပြီးတော့စုဆောင်းထားနိုင်ရတယ်ဘောနော်ပြီးတော့ဒီရာဒီအင်္ဂွင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း Crystal Palace ထပ်ပို့ပြီးတော့ရမှတ်စုဆောင်းမှုအနည်းဆုံးဖြစ်ခဲ့တဲ့အသင်းရတယ် Premier League မှာဆိုလို့ရှိရင် ်6သင်းပဲရှိရပါတော့အဲ့တော့ပဲလေးကလက်ရှိပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်သူတို့ပုံစံကောင်းနေရခဲ့ပေမဲ့ဒါ Premier League မှာတော့နောက်ဆုံး6ပွဲမှာသူတို့တဝဲပဲနိုင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာပဲလေးက FA ဘလိုက် Final ကိုသူတို့ရောက်ထားခဲ့တယ်ဒါပေမဲ့လို့ Premier League မှာကတော့သူတို့အတွက်မျောလင်းစရာအသေးမရှိတော့ပေါ့နော်ဒါပေမဲ့လို့အင်ကွင်းမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ကစားပွဲမှာမားတယ်ပေါ့နော်ဒီတစ်ဖက်က Northern Forest ကတော့ ီးခဲ့တဲ့ Brown Crow နဲ့အိမ်ဝင်ပွဲစဉ်မှာအမှတ်ရောက်ခဲ့တာကြောင့်ဒီနေ့မှာရမတ်ပြန်ပြီးတော့ရှာဖွေရမှာဖြစ်တယ်။ပြီးတော့ Bentley ကို Forex အနေနဲ့ဆိုလို့ရှိရင်လက်ရှိ form ရအနိုင်ရဖို့ဆိုတော့ခက်ခဲတယ်ဘောနော်ဒါမှမဟုတ်ဒီပွဲမှာ Bentley ကိုသူတို့အသင်းအနေနဲ့မရှုံးအောင်ကစားနိုင်နေမလို့ကျွန်တော်ရှင်ဒီပွဲမှာကျင်းနေပေါ့ Nottingham Forex ရမတ်ယူထားမှာဒါသူတို့ရဲ့ဥရောပဝင်ဝင်မျောလင်းကြရရှိနေအောင်မှာဖြစ်တယ်ဘောနော်အဲ့တော့ဒါတည်ကြရင်ပြား60 DD ရှုံးမဲ့ Chris Bailey တဲ့ sign ဒါဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော်ဒီ Nottingham Forex ကို ရေးချင်ပြချင်တယ်ပေါ့အဲ့တော့လာဒီနေ့ညရဲ့တာနောက်ဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာရက်မှာကစားမဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ကီရိုနာနဲ့မာယော့ကာပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ချင်းကီရိုနာကတေးကြိုင်ပြ90ရှုံပဲပြီးတော့6ပေါင်းနေနေဆိုလို့ရှိရင်နှစ်ကိုသွင်း40ရှုံပဲပေါ့နော်အဲ့တော့ကီရိုနာကသူတို့ကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်4ပွဲရှုံခဲ့တယ်ဆိုပေမဲ့လို့သူတို့ရဲ့တိုက်စစ်ကလည်း3ပွဲက9ရခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့ဒီရာဒီအိမ်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီကီရိုနာက9ပွဲတိတိရှုံတယ်ပေါ့နော်ဒီတစ်ဖက်ကမာရော့ကာအတင်းကတော့သူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် 6ပွဲတိတိနိုင်တယ်ပြီးတော့ဇေယျအောက်ချီကအတင်းနေနဲ့တွေ့ဆုံခဲ့တဲ့ဝေးခွေးနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့9ပွဲတိတိနိုင်ရတယ်ပေါ့နော်ပြီးတော့ဂီရိုနာကဒါလက်ရှိမှာဆိုလို့ရှိရင်တန်းစင်းဆုံးအနေနဲ့ရှိတယ်ဆိုပေမဲ့လို့နောက်ဆုံးကစားခဲ့တဲ့သူတို့ရဲ့7ပွဲကိုကျွန်တော်ပြန်ကြည့်သူတို့2ပွဲမှနိုင်နိုင်များထားခဲ့ပေါ့နော်ပြီးတော့မာယောဂါကကြာတော့လေဒါတို့ရဲ့ဝေးခွေးနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဒီ တပွဲပြက်မြသူတို့ရဲ့ခန့်စီကပေးကိုတကိုးတက်ပို့ပြီးတော့ခွင့်ပြုပေးထားခြင်းမရှိဘူးဘောနော်အဲ့တော့ဒီပွဲမှာဒီမာယောကောက်တဘောကြတယ်ဒါဥရောပဝင်ဝင်အတွက်ဆိုလို့ရှင်လည်းသူတို့မှာအကျိုးစားဖို့ခွင့်ရည်ရှိနေသေးတယ်ဒီတစ်ဖက်ကဂီရိုနာကလည်းလက်ရှိမှာတန်းစင်းစုံအနေနဲ့ရှိရဲဆိုပေမဲ့လို့လက်ရှိသူတို့ရဲ့ဖောင်ကအရင်အားရစရာမရှိဘူးဘောနော်အဲ့တော့ဒီပွဲမှာမာယောကောက်ရဲ့ခန့်စီကိုပို့တဘောကြတယ်မှသူတို့ဒီပွဲမှာဒီမရှုံးအောင်ကစားနိုင်နေမယ်လို့လည်းကျွန်တော်ထင်နေပြီးတော့ဂီရိုနာရှိရလေသူတို့အမှတ်ခွဲယူဖို့ နိုင်ဖို့ကြိုပြီးပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့အဲ့တော့တည်ကြရင်ဖျား90အတီတီတောင်မှရှုံးမဲ့ကီရိုနာထက်ဆန်ရင်နောက်ဆုံးပွဲစဉ်မှာဒါမာယော့ကအတင်ရွေးချယ်ပေးခြင်းနဲ့ပေါ့